အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ရန်သူတွေမမြင်နိုင်တဲ့ကိုပြောက်ဃာရပြန်လည်မြောက်ပြီးမှဖြစ်ပါတယ်ဗျာဒီဃာရကအရန်ကိုအသုံးဝင်ပါတယ်အခုလိုခက်ကလာနဲ့အရန်ကြိုက်ပါတယ်ဗျာကျွန်တော်တို့ဒုက္ခပေးမဲ့သူတွေကျွန်တော်တို့ရန်ရှာမဲ့သူတွေကျွန်တော်တို့မကောင်းကြံမဲ့သူတွေရဲ့မျက်စိထဲမှာအာယုန်နဲ့အတွေ့ထဲမှာကျွန်တော်တို့လုံးဝရှိမနေတော့ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့လည်းဒုက္ခမပေးတော့ဘူးမိသူမဆိုတော့ကျွန်တော်တို့ဒုက္ခပေးဖို့ကြံလိုက်တယ်အဲ့ဒီအကြံတွေအလုံးပြတ်သွားတယ်ကျွန်တော်တို့ဒုက္ခပေးဖို့နောက်ကနေလိုက်တယ်သူတို့မျက်စိထဲမှာလည်းကျွန်တော်တို့မမြင်နိုင်တော့ဘူး အဲ့တော့သူတို့မျက်စိထဲမှာကျွန်တော်တို့ကိုပျောက်ကွယ်နေတဲ့ရန်သူတွေရဲ့အတွေ့အထိစိတ်ထဲအဲ့တော့မျက်လုံးထဲမှာကျွန်တော်တို့မမြင်နိုင်တော့ပါဘူးအဲ့လိုမမြင်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကလည်းအန်ဒီပေးခြင်းနဲ့မခံရပါဘူးဒါကြောင့်မိတ်ဆွေများအဲ့တော့ကျွန်တော်တို့ရန်တွေများနေတယ်အဲ့တော့ရန်သူတွေများနေတယ်တိုက်ခိုက်နှောက်ယှက်တွေများနေတယ်အဲ့တော့မကောင်းကြံတဲ့သူတွေရှိနေတယ်ဆိုလို့ရှိရင်ဒီခါတာကိုအတုံးချလို့ရပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပထမခါတာကတော့ လောကီဆရာကြီးတွေစီရင်ခဲ့တဲ့ခါရာဖြစ်ပြီးတော့ဒုတိယခါရာကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်ရုပ်ပတ်ပွားများခဲ့တဲ့ခါရာပဲဖြစ်ပါတယ်။အဲ့တော့ပထမခါရာကိုကျွန်တော်မြောက်ပေးပါမဖြစ်ပါလေဗျ။ပရမဂါရကတော့ကျွန်တော်တို့ဒီဒီလောကဆရာကြီးစီရင်ခဲ့တဲ့ခါတာပေါ့နော်။အဲဒါကိုတော့အိန္ဒိယနဲ့အိမ်ပြင်ထွက်ခဏဒီတိုင်းမှာရုပ်ပပေါ်များပြရမှာဖြစ်ပါတယ်ဗျ။အုံဂေါဏနာနာမစရိတံပုတ်တံပိယခဒေဝါဂေါနေနာစာယံစရိတံတုံမေရုခမူလီဇာယန္တိကျွန်တော်နောက်တစ်ခေါက်ထပ်ပြပြပါဦးမယ်ဗျ။ အုံဃောနနနာမစရိတံပုတ်တံပိယခတ်ဒီဝါဃောနေနစာယံစရိတံတုံမေရုခမူလီဇာယန္တိအုံဃောနနနာမစရိတံပုတ်တံပိယခတ်ဒီဝါဃောနေနစာယံစရိတံတုံမေရုခမူလီဇာယန္တိဆိုပြီးတော့ကျွန်တော်လေး28ခေါက်ပေါ့နော် 29ခေါက်ရုပ်ပေါပေါင်းများပြီးပါအဲ့တော့အိမ်အပြင်နေမထွက်မီအပြင်မသွားမီအလုံးမသွားမီမှာရုပ်ပေါပေါင်းများပြီးပါအဲ့ဒီတနေ့တုံးတော့ကျွန်တော်တို့ရန်ရလေးမရှိတော့ပါဘူးဗျာ ။ဒါကတော့ပထမကာရာပဲဖြစ်ပါတယ်။ဒုတိယကာရာကတော့ဘုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်ပကပြမကြီးကိုအာတကိုးပြခဲ့တဲ့ရုပ်ဘောပွားများခဲ့တဲ့ကာရာပဲဖြစ်ပါတယ်ဗျ။ဘုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်တော့ဒီကာရာကိုရုပ်ဘောပွားများပြီးတော့ပကပြမကြီးရဲ့မျက်ခုံးပွေးပေါ်မှာဇင်းညံဆောက်ဇင်းညံလျှောက်ပြီးတော့ကိုယ်ရောင်နေဖျောက်ပြခဲ့ပါတယ်။ရုပ်ဘောပွားများမဲ့ကာရာတော့ဘဝေဝဟံဘယံတိသောဘဝင်္စဝိဘဝေတိနံဘဝနာပိယောရိန်ကိဉ္စီနန္ဒရိန်္စနဥပါတိယေ ဘဝေဝဟံဘယံတိသောဘဝင်စဝိပဝေတိနံဘဝံနာဘိဝရိန်ကိဉ္စီနန္ဒိန်စနာဥပါတိယေကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပြပါဦးမယ်ဗျဘဝေဝဟံဘယံတိသောဘဝင်စဝိပဝေတိနံဘဝံနာဘိဝရိန်ကိဉ္စီနန္ဒိန်စနာဥပါတိယေမြဖြစ်ပါတယ်ဗျာ နောက်ဒီကောင်လည်းကျွန်တော်မိတ်ဆွေများကတော့28ခေါက်ဖြစ်စီ38ခေါက်ဖြစ်စီရုပ်ပတ်ပေါ်များပြရမှာဖြစ်ပါတယ်။ကာရဏန္တိပဲကျင်းလျက်တော့အဟံငါဖရာသည်ဘဝေဘဝများစွာတန်တရာ၌ဘဝင်ဆက်ဇာတိဒုက္ခစသည်များတောင်းဘေးပေါင်းကိုလည်းဘဝင်ဆက်ကာမရူပအာယူပါဟုသောဘဝ၃ဖြာတန်တရာကို၎င်းဝိဘဝေတိနင်ဆက်ဘဝကောင်းမြရှာကြံစီလဲ ဆုံးလင်းနွားမြနှစ်မင်းကြသူတရောဟုသူမြကို၎င်းတီးသွားဝေးကိုပိုင်ညာပြင်ဟုတ်တိုင်းမှန်ရာတိမြင်တော်မူသောရောက်တာလင်းကိန်စီဘဝသုံးပြဘဝသုံးလောကတွင်တစုံတစ်ခုကိုမှဘဝကိုနာပြီဝရိတဏဒိဋ္ဌိကံ့ညီဆွဲလန်းမယူမန်းပေနန္ဒိန်စဘဝသုံးပြတွေ့တာတက်လက်ဘဝတဏယုတ်တမကိုလဲတွေ့တာကံ့ညီဆွဲလန်းကြီးမရှိပေဆိုတဲ့ခန္ဓာနဲ့ဒီပဲအချင်းလေးဖြစ်ပါလေဗျာ ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းဒီခါတာကိုဘုရမဆောင်ပြန်ဖျားရင်ကိုတိုင်ကျွန်တော်တို့ဒီခါတာကိုရုပ်ပေါ်ပေါ်များပြီးတော့ကိုယောင်နေဖျောက်ပြခဲ့တယ်အဲ့တော့တကိုးတွေပြခဲ့တယ်အဲ့တော့ကျွန်တော်တို့ ကာရာပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေဒီကာရာရုပ်ပတ်ပေါ်များပြီးတော့ရန်သူတွေရကျွန်တော်တို့မမြင်နိုင်တော့ပါဘူးဗျဒီကာရာရုပ်ပတ်ပေါ်များလို့ရှိရင်ဒုက္ခပေးမဲ့သူတွေရန်သူတွေရကျွန်တော်တို့ကိုမမြင်နိုင်မတွေ့နိုင်တော့ပါဘူးဗျဒါလေးမျှပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းရန်သူရှင်ဘေးရန်ရှင်တိုက်ခတ်နှောက်ယှက်တွေကင်းကြပါစေဆက်ကျက်နတ်ကိုကြမ်းမှာရှိကြပါစေကိုစိတ်နှလုံးအေးမြကြပါစေမိတ်ဆွေများလည်းရုပ်ပတ်ပေါ်များတို့ကာရာမန္တလေးများရှိတဲ့ခေါမမရေးခဲ့မိခဲ့တောင်းခဲ့ပါဗျာ ကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအစီအမင်းလည်း like subscribe နဲ့ပြီးအားပေးခဲ့ပါဦးခင်ဗျာ